2025ခုနှစ်မလ28ရက်နေ့ကလွတ်ခတ်ခဲ့တဲ့ပြင်တန်ငလင်တန်နဲ့အတူမိဘကြောင့် Grade 12ဆောင်ွဲဖြေလာများပျက်စီးဆုံးရှုံးရတာရှိပါတယ်။ဒါနဲ့ပတ်သက်လို့ပြန်မဖြေဖို့အအောင်ပေးကြဖို့စသည်ဖြင့်ကျွတ်တောင်းပေါင်းစုံခန်းစားချက်ပေါင်းစုံကနေပြောဆိုကြရတယ်ရှိပါတယ်။အဲ့တော့ကျွန်တော်ပါတီနည်းနည်းကတော့ဒီကိစ္စဖြစ်လေဖြစ်ချင်းပဲကျွန်တော်ဆွေးနွေးပါတယ်။ကျွန်တော်တို့ရဲ့ကျွတ်တင်စုဖွဲ့ထားတဲ့အရေးပေါ်ကလေးကုညီကယ်ဆယ်ရေးအလုပ်ဖွဲ့ကဆွေးနွေးမှုတွေလုပ်ပါတယ်။ ျွန်တော်ရှိမှာတက်တူဘာမကချုပ်အရင်းစားတွေ9ရောက်6ရောက်ရှိပါတယ်ခင်ဗျာတို့ကဒီကိစ္စတွေကိုကြိုက်တွေ့ခဲ့တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မြန်မာနိုင်ငံရဲ့ပညာရေးစနစ်ဟာဘူရန်းဆင်၊လေရန်းဆင်၊အထက်တန်းဆင်နောက်ဆုံးနှစ်နောက်ဆုံးနှစ်တွေမှာ internal assessment နဲ့ external assessment ဆိုပြီးတော့ address စစ်ဆေးခြင်းပြပပုဂ္ဂိုလ်များစစ်ဆေးခြင်းဆိုတော့စနစ်နှစ်ရနဲ့တွားပါတယ်နိုင်ငံကအဆင့်မီဖြစ်ဆောင်ရတာပါနောက်ဆုံးအဆင့်ဖြစ်တဲ့ဒီ grade 12ကြတော့ပုံပြီးအရေးကြီးတယ်ဒါက အချိန်ကပညာဆင်းကနေဆင်းမြင်ပညာစနစ်ကိုပြောင်းလဲတဲ့အပြောင်းအလဲတစ်ခုဖြစ်တယ်လို့တက်တော်ဝေဝေပြုမဲ့ဆောင်မှုပဲတစ်ခုလည်းဖြစ်တယ်။နောက်ဒီ grade 12ကနေပြီးတော့ internal assessment external assessment နဲ့ဖြတ်တန်းကျော်ဖြောက်ခဲ့တဲ့ကလေးတွေကနိုင်ငံတက်သူတွေမှာစာသင်ခြင်းနဲ့ဆိုရင်လည်း DC O level နဲ့ညီတယ်လို့တောင်းဆိုရရကြပါတယ်။ပြောချင်တာကတော့တစ်ဖက်ကကလေးတွေအတွက်ဒုက္ခဒုက္ခတွေရှိတာမှန်တယ်။သို့တော်လည်းရေရှည်ကျိုးစီးပွားတွေတာဖြစ်တဲ့ဆောင်မှုတစ်ခုလို့ဘိုက်ကလေးကဆုံးဖြတ်ခဲ့ကြတာပါ။ ကျွန်တော်ကြည်အစီစီတယောက်တယောက်ကလည်းဒီလိုပဲထွက်ပြီးတော့ပြောခဲ့ဆိုနေတာရှိပါတယ်အဲ့တော့ဗျာကျွန်တော်တို့ကဖြည့်ချင်းမဖြည့်ချင်းဆိုတာတဲ့ကျွန်တော်တို့စဉ်းစားတာကမဖြည့်ကြရင်ကလေးတွေပညာရေးမှာနောက်ကျကုန်မှာစိုးတယ်တချို့လမ်းမရောက်ကုန်မှာစိုးတယ်တချို့ဓာတ်တဲ့ပုံစိုးပြီးတော့အပြည့်အမြင်တွေလွဲမှသွားရင်တော်တဲ့တောင်းတွေမှာလက်နဲ့ကင်လမ်းစဉ်ကိုရောက်သွားတဲ့အထိဖြစ်သွားနိုင်တယ်ဒါကြောင့်ကျွန်တော်တို့ကလူငယ်တွေကိုထပ်ပြီးတော့တိုက်ပြီးမှမစုံလို့စေချင်ဘူးအဲ့တော့နိုင်ငံတော်ကစံပေါ်ပြန်လဲပြည့်စုံရေးအတွက်ပြင်ညာတဲ့အခါမှာကျွန်တော်တို့2025ခုနှစ် မေလာ၂ရက်နေ့မှာနေပြည်တော်မှာဖွင့်ထားတဲ့စာတင်ကြောင်းတွေကိုကျွန်တော်တို့တောက်ကြည့်ရှုပြီးတော့အခြေအနေကိုလေ့လာပါတယ်ဗျ။တောင်းရှိတဲ့သူတွေတွေ့ပြီးတော့ကျွန်တော်တို့မေးမြန်းပါတယ်။သူချင်းတော့ကျွန်တော်တို့ဖွဲ့ရပြင်မနာကအမှတ်လေးချင်းကပညာထက်တန်းကျောင်းတရားသီးမျိုးနယ်ဘက်ကရေစင်းချင်းကပညာထက်တန်းကျောင်းနောက်ပုပ္ပသီရိမျိုးနယ်ဘက်ကအမှတ်၃၀ချင်းကပညာထက်တန်းကျောင်းစပူသီရိမျိုးနယ်အမှတ်၆ချင်းကပညာထက်တန်းကျောင်းတခိဏသီရိမျိုးနယ်ဘက်ကချင်းကပညာထက်တန်းကျောင်းပွဲရောင်းပြီးစတဲ့ဒီကျောင်းတွေကိုကျွန်တော်ရောက်ပါတယ် ။အဲတော့နိုင်ငံတော်ကတနေ့ကိုထမင်းသုံးတက်ကျွေးတယ်။ကျွန်တော်နေ့စဉ်လုပ်ရမယ့်လုပ်ငန်းစရာတွေ time table တွေဆွဲပေးထားတယ်။စာတင်ခြင်း၊ဖျားရှိဖို့ခြင်းအစပါတယ်ဗျ။ဂျင်မီနေစရာထိုင်စရာတွေစီစဉ်ပေးတယ်။အင်မတန်ကောင်းပါတယ်။လူဝတ်ချက်ကမရှိတော့ပါပဲ။အဲဒီမှာတင် जा မဲ့တက်သူဆရာသမားတွေကလည်းသူတို့ TOT ခေါ်တော့ဗျာ trainer of trainer နေပြတင်တန်းလေးတွေပြန်ပေးနေတာတွေ့တယ်ကျွန်တော်တို့ကသက်ဆိုင်ရာဒေသအကြောင်းတွေရဲ့အကြောင်းဆရာဆရာမကြီးတွေ channel ဆရာမကြီးတွေတွေ့ပါတယ်အကြောင်းသားတွေလည်းကျွန်တော်တွေ့ပါတယ် နိုင်ငံတော်ရဲ့စီမံချက်တွေနားလည်တော့ကျွန်တော်တို့ရှင်းပြခဲ့ပါကျွန်တော်ဆ iam ရည်နဲ့ညှိနှိုင်းခဲ့တာကတော့နေပြည်တော်တဝိုက်မှာ great deal somewhere ဒီကဲခရီးရီယာတောင်းတထောင်ကျော်လောက်ရှိတယ်သူဘေကျောင်းတွေမှာလာဖို့ဘယ်လောက်လူသေးလဲအဲ့လူတွေကိုကျွန်တော်လိုက်ပြီးတော့စီယုပ်ပြီးခေါ်ပေးမယ်ခရီးရီစာတက်စီခြင်းနဲ့ဆမွဲဖြည့်စီခြင်းနဲ့တစ်နှစ်အဆုံးရှုံးမခံစီခြင်းဘူးပေါ့နောက်ဒီကြားထဲမှာနိုင်ငံတော်အစိုးရလည်းပြည့်စုံပြည့်စင်ပေးတာလေဆိုတော့ကျွန်တော်တို့ဘာလို့ပေးရမလဲ ဥပမာပြားခရမ်းပဲစာကြည့်ရတယ်မှာအိတ်ကိုက်နေကျွန်တော်တို့ဂျင်းတစ်ဖက်ရေးလာတူရင်ကောင်းမလားပေါ့စာတိဖြစ်ဒီလိုလေးတွေကျွန်တော်ဆွေးနွေးခဲ့တာရှိပါတယ်ဗျာဘာပဲဖြစ်ဖြစ်ဒီစီစဉ်ကိုကျွန်တော်ထောက်ခံပါတယ်ကြိုးစားပါတယ်ကျွန်တော်တို့လူငယ်တွေအနာဂတ်အတွက်ပုံပုံတော့ပါတဲ့အနာဂတ်ကိုပုံပုံဖန်တီးနိုင်ကြပါစေလို့ဆုမကောင်တောင်းအောင်ကြောင်းပါခင်ဗျာပြည်တော်စုသမရမြန်မာနိုင်ငံတော်ကြီးအတွန့်ရှိတည်တံ့ခိုင်ပြဲပါစေ